This morning new video shows the moment မင်္ဂလာပါခင်ဗျာပရိသတ်ကြီးကိုဒီနေ့ဆက်လက်တင်ပြချင်တာကတော့ UPS လေရင်ပြကြမှုမဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းအချက်အလက်တွေပဲဖြစ်ပါလေဒီမကတ်မှာတွေ့ရတဲ့ဗီဒီယိုအသစ်တွေအရ UPS လေရင်နှစ်ကုန်ခွန်ချောက်ပြကြတဲ့မြင်ကွင်းကတော်တော်လေးကိုထိတ်လန့်စရာကောင်းပါလေလက်ရှိမှာစုံလန်းစစ်ဆေးဘူးလေးဟာပျက်စီးနေတဲ့ဒကားတွေအနီးမှာအလုံးလုံးနေကြပြီးပျက်စီးဆုံးရှုံးမှုရဲ့ပမာဏကိုပြတာတဲ့ဓာတ်ပုံတွေက တာမီနေတာဇကားတွေကမြင်ကွင်းကြည့်လို့ပဲလေစိတ်မြင်ပြန်အနှံ့တမိုင်ကွဲကြော်အထိပြန့်နှံ့နေတာကို တွေ့ရပါတယ်။အနီးနားကစီးပွားရေးလုံမဲ့နေပါထိခိုက်မှုရှိခဲ့တာပေါ့ What went wrong? A crucial discovery the planes and DSB ကတော့လင်းရင်မပြတ်ကြခင်စကန့်ပိုင်းအလိုမှာ Bebek engine ဟာကိုရေကောနီကွဲထွက်သွားတာကိုတွေ့ရှိဖို့အတွက်ဗီဒီယိုမတန်အားလုံးကိုစရားချစစ်စစ်နေပါတယ်။ အရေးကြီးဆုံးအချက်ကတော့မီးခိုးတွေထွက်နေတဲ့အပျက်အစီးပုံကြီးထဲကနေလင်းရင်ရဲ့ black boxes အတန်နှင့်ပြန်တန်းမှုမှတ်တမ်းတင်ကြိယာတွေကိုပြန်ရခဲ့ပြီးခွဲခြမ်းစိတ်ဖြာဖို့ဝါရှင်တန်ကိုပို့ဆောင်နေပါပြီ။ကံမကောင်းစွာနဲ့ပဲလင်းရင်ပေါ်ပါလင်းရင်မှုအုံဥလုံးကတော့အသက်မရှင်ခဲ့ပါဘူး။ UPS ရဲ့ CEO ကိုရန်ကဒီဖြစ်ရတာဝမ်းနဲ့ကြည်ကွက်စရာ မတော်တဆမှုဖြစ်ကြောင်းနဲ့ သားကောင်ဒီရဲ့မိသားစုနောက်ွယ်မှာရက်တီပေးမယ်လို့ကတိပြုခဲ့ပါတယ်။ anti sb အနေနဲ့အမှန်တရားကို ဖော်ထုတ်ပေးနိုင်ဖို့ကသူတို့ရဲ့ရှေလျားရဲ့စုံစမ်းစစ်ဆေးမှုကို စတင်နေပြီဖြစ်ပါတယ်။ deserve the facts they deserve the truth they deserve our best they deserve to know what happened again as you know lawful is တင်သူတည်တဲ့အတိုင်းပဲဒီနေရာဟာသူတို့ရဲ့မြောက်အမေရိကရဲ့အခြေစုံပို့ဆောင်ရေးဗဟုချက်ကြီးတစ်ခုဖြစ်ပါတယ် လုပ်ငန်းတွေပြန်လည်စတင်နေပြီဆိုပေမဲ့ဒီကိစ္စကြောင့်24နာရီကနေ48နာရီအထိကြာမဲ့ပို့ဆောင်ရေးချင်းလွှဲချော်မှုတွေအများကြီးရှိခဲ့ပါတယ်။ပြက်ကွက်ခဲ့တဲ့ပါဆယ်အထုတွေကိုပြန်လည်ပို့ဆောင်ပေးနေဖို့အတွက်တော့အချိန်အနည်းငယ်ယူအောင်မှပြည့်တက်ပါတယ်။ကြီးစုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ပရိသတ်ကြီးလည်းအများတန်းသတင်းတွေကိုလိုက်ပါနားဆင်ပေးပါအောင်နော်။ You can catch the Today Show every morning on NBC or take today when you're on the go. Just follow the Today podcast on Apple Podcasts, Spotify, or wherever you listen.